ဒီနေ့တော့ကြောက်စက်ကမဟာရွှေသိန်းတော်ဖရာအကြောင်းလေးပြပြချင်ပါတယ်။ဒီဖရာကပကံခိအနောယထာမင်းကြီးတီဟဲ့တဲ့တမိုင်းဝင်စေဒီတဆူပါ။ဒါပေမဲ့ဒီတခန့်ဒီအတော်တော်ဒါဟာဝိပုယနေရာတတ်တယ်မဟုတ်ဘူး။တရားယုံတယုံလို့အရေးပါတဲ့နေရာတခုလည်းဖြစ်နေပါတယ်။ကဲသူ့မှာတခြားဖရာတွေနဲ့မတူရစိတ်ဝင်စားစရာချက်၃ချက်ရှိပါတယ်။ပထမဆုံးကတော့သူ့ရဲ့တမိုင်းမဲ့အနောယထာမင်းတီထားဟဲ့ပြီးရှင်အရဟံသိန်းတမုတ်ပေးခဲ့တာပေါ့။ ါပေမဲ့တချင်ရော့ဒီစီဒီယာချုံတွေတွေဖုံပြီးမြေလျော်ခန့်ခဲ့ရဘူးတယ်။အဲ့ဒီအချိန်မှာယွာမှာကက်ယောဂါတွေဖြစ်ရော့ဖះကိုပြန်လဲရှင်းလင်းလိုက်တော့မှပဲယောဂါတွေပျောက်ကင်းထားတယ်လို့ဆိုကြတယ်။ဒုတိယချက်ကပိုတောင်ထူးခြားတဲ့ဒေတာခန့်တွေအချင်းချင်းအငင်းပွားကြရင်တရားရုံးမသွားကြဘူးဗျာ။ဒီရွှေတိန်တော်ဖះကိုပဲလာကြတာ။ကုံကြစေးကလေးဘာမှမရှိတလားပဲ။ဖះောင်းနိုင်တဲ့တိုင်ပန်းတပွက်မဲ့လို့တယ်။အဲ့ဒါနဲ့သစ္စာဆိုကြပြီးမမန်နဲ့သူဘက်ကဖះောင်းနိုင် မိငင်းသွားတာတော့ပန်းညိုးသွားတာတော့ဖြစ်တတ်တယ်လို့ယုံကြည်ကြတယ်။ နောက်ဆုံးတစ်ချက်ကတော့ဒေတာခန့်တွေကြားမှာရှိတဲ့ကျိန်စားတစ်ခုပါတခြားနေရာတွေလိုမိုးကြိုးပြေမွေကြိုက်ပါစေလို့မကျိန်ပဲသူတို့ကရွှေသိမ်းတော်စူးပါစေလို့ကျိန်ဆိုကြတယ်ဒီကျိန်စားကအရန်စွန့်ထက်တဲ့လို့ယုံကြတော့ဘဒုမဒီစကားကို အလွဲတကူမပြောရကြဘူးဆိုတော့မဟာရွှေသိမ်းတော်ဖះဟာတမိုင်းငွေကိုးကွယ်ရနေရတခုဖြစ်နေုံသားမှာကဒေတာခန့်တွေရဲ့လူမှုဘဝနဲ့တရားမျှတမှုဘူးထိန်းကြီးပြနေတဲ့အားကိုးတာတခုဖြစ်ဆက်လက်တည်ရှိနေတော့မှာပဲ